အားလုံးအမျိုးများအားလုံးကောင်းသောညချမ်းပါဗျဒီနေ့ကတော့လာရှိုးတရင်နဲ့ပတ်သက်ပြီးအားလုံးကိုဦးစင်ပြည်သူများအားလုံးသုံးတက်ပြကြင်ပါတယ်ဗျလာရှိုးနဲ့ပတ်သက်ပြီးမှဦးစင်တို့ကြတော့နှိပ်ပြီးမှအရင်ရက်တည်းကလာရှိုးနဲ့ပတ်သက်ပြီးဘာလို့မပြောတာလဲလို့အရှင်ဘုရားဆိုတော့လူတွေပြောရင်ပြောကြအောင်ဝေဖန်ကြပါဗျတရင်ကိုမတိကြမခိုင်လို့ရင်ဦးစင်တို့ကြတော့မပြောချင်ဘူးဗျ တိတိကျကျခိုင်ခိုင်လုံလုံနဲ့တိကျမှသာလင်ပြောရတာကောင်းနေပါနော်အဲ့တော့ဦးဇင်းတို့လာရှုတဲ့ပတ်သက်ပြီးပထမဆုံးယဉ်ဓုမနာဖြစ်တာဟုတ်လားပထမဆုံးပေါ့ဗျအိတ်မထိအိတ်လို့မရနေလို့ထိုင်လို့မရဟိုလိုပေါ့နော်ဟိုဟာဆိုတော့ပူပူပင်တော့ကတွေပူဆွေးနေရဘူးယဉ်နေနှလုံးသားထဲမှာအပူမီးတွေတောက်လောင်ပြီးမှမခံမရနိုင်ဖြစ်တာပေါ့ဗျာနော်အဲ့လိုဖြစ်တော့လဲဘာမှလုပ်မရတာကတော့ ရင်ထုမနာခံစားလိုက်ရတော့ PDF တွေတော့ ING တွေအဖွဲ့တွေရောပါပြီကနော်။ငွေတို့တွေကိုကြည့်လိုက်တယ်အဲ့လိုအစားတော့ပြောကြပြန်လာရှိုးကြီးပေးရတော့လာရှိုးကြီးကိုပြရတော့ MND ကိုမကျင်းထမှုတွေတို့ရင်ဖွင့်ကြပေါ့။အာနောက်ကြတော့တို့ပြန်ပြီးမှနှိမ့်တယ်။ဟာတရုတ်ကိုထုတ်အပ်လိုက်တယ်တရုတ်ကိုပေးလိုက်တယ်။ဟာတရုတ်ကိုရောင်းစားလိုက်တယ်ဆိုရင်မှပြန်ပြီးမှဒီအထက်မှာဝါဝါရတွေကျွန်တော်တို့ဖြန့်နိုင်ပေးရပါလိုက်မယ်ထင်ပါတယ်ကနော်။တွေ့ရလိုက်မယ်ထင်ပါတယ်။ဥစဉ်တစ်ခုတော့အဲ့လိုကိုပြောပြနိုင်ပြောပြမှာပြောပြနိုင်တာကတော့တို့တို့ပြောလို့အရှုံမှာ PDF တွေမှာများစွာပြဆက်လိုက်ရပါတယ်။ အဲ့ဒီမှာဦးဇင်းတို့ DNA ရဲ့ A ရဲ့ KI ရဲ့ PDI ရဲ့အချိန်တိုင်းတော့အဲ့မှာ DNA တို့ခင်ဗျားတို့ A တို့ KI တို့တို့ရဲ့ setting မိုင်းတွေကိုလည်းကြည့်ထားပါဘယ်လောက်ဆိုတော့ PDI အားကိုးနဲ့မိုက်နေလားဘယ်လောက်ဆိုတော့တိတ်ပြီးမှမရှိဘူးဘယ်လောက်ဆိုတော့ DNA ကိုပြောတာ PDI အားကိုးနဲ့မိုက်တယ်ခင်ဗျားထွေးမြေနိုင်ဆိုတာလည်းမယုံကြောက်ကြည့်လားခင်ဗျားအချင်းချင်းတို့တွေထွေးမြေနိုင်အချင်းနဲ့မြန်မာဒီထွေးမြေရခိုင်တိုင်းနဲ့မှာရထွေးမြေနိုင်လုံးလုံးပြောက်သွားလိုက်မယ်ထွေးမြေနိုင်လုံးလုံးပြောက်သွားလိုက် မတရားမှုတွေတို့တို့ရခိုင်ချင်းချင်းတွန်းလှန်လာလိုက်မယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လာရှိုးအခြေအနေနဲ့ပတ်သက်ပြီးပောက်ကူတော့၃တက်ချက်ကိုတင်ဆက်ပေးခြင်းပါတယ်။ခုတလောလူစိတ်ဝင်စားမှုများတဲ့လာရှိုးသတင်းကြားတာပြောရရင်မနေ့ကဧပြီလ22ရက်လာရှိုးကိုတက်ကလွှဲပြောင်းယူပြီးပြီလို့ကြားရပါတယ်။တိုင်းယုံပြန်ထိုင်တယ်လို့တော့မကြားရဘူး။စစ်ပြူဟာမူထိုင်တယ်လို့ကြားရတယ်။အရင်လာရှိုးအခြေစိုက်တဲ့ရင်အများစုပြန်ထိုင်ပြီးမိသားစုတွေပါပါတယ်ဆိုကြပါတယ်။ လာရှိုးမြို့ပေါ်ရက်ကွက်ဆဲနှစ်ခုကိုတက်ကအုပ်ချုပ်ရေးပြန်ယူပြီးလာရှိုးမြို့ပြင်ရွာတွေမှာ ကိုကန်းကတက်တွေနေရာယူထားပြီးအုပ်ချုပ်ရေးပါယူထားကြတယ်လို့ကြားရပါတယ်။ဒီအခြေအနေမှာလာရှိုးပါဖြစ်မလဲဆိုရင်စည်ရေးရတော့ဘာမှမဖြစ်နိုင်ပါဘူး။တရုတ်ကြီးကြပ်မှုနဲ့အပြည့်ရထားတော့ဘယ်ဘက်ကမှစမှာမဟုတ်ဘူးလေ။နေဆက်ကုံတွေရဲ့အခြေအနေကတော့တပတ်ဆယ်ရဲ့စောင့်ကြည့်ရအောင်မယ်ထင်ပါတယ်။အဲ့တော့ထပ်ပြောရရင်လာရှိုးအုပ်ချုပ်ရေးအလွှဲပြောင်းကိုတရုတ်ရဲ့ကြီးကြပ်မှုနဲ့ပြီးစီးသွားပါပြီ။ ဘာလို့မလဲဆိုရင်တေချာတာကလာရှုပ်ပတ်ချာလဲမှာစီရီအရာစီရီအရာဘာမှမဖြစ်ပါဘူးမထူးပါဘူးအပြည့်ရဲ့သဘောတူညီချက်နဲ့အလွဲပြောင်းလုပ်ထားတာအပြင်တရုတ်ကကြီးကြပ်နေတာလေငငယ်တုန်းကဖုန်ကြီးကြောင်းသွားရင်လူကြီးတွေပြောတာမှတ်မိတယ်မဟုတ်လားမဆူနဲ့တော့တိတ်တိတ်နေဆူရင်ဖုန်ကြီးထိနဲ့ခောက်လိုက်မယ်ခုလဲတည်တဲ့အတိုင်းပဲကဲအားလုံးညီမအားလုံးကောင်းတော့ညချမ်းပါဗျဒီနေ့ကတော့လာရှုပ်တဲ့နေ့ပတ်တယ်ပြီးအားလုံးကိုဦးစင်းဒီလူများအားလုံးတုံ့တက်ပြကြပါလေဗျာ လာချိုးနဲ့ပတ်သက်ပြီးမှဥစဉ်တို့ကြတော့နှိပ်ပြီးမှအရင်ရက်တည်းကလာချိုးနဲ့ပတ်သက်ပြီးဘာလို့မပြောတာလဲလို့အရှင်ဘုရားဆိုတော့လူကြီးပြောရင်ပြောကြအောင်ဝေဖန်ကြရပါဘို့တတိယကောင်မတိကြမခိုင်းလို့ရင်ဥစဉ်တို့ကြတော့မပြောချင်ဘူးပြတိတိကျကျခိုင်းခိုင်းလုံးနဲ့တိကျမှသာလေးပြောရတာကောင်းတယ်ဗျာနော်အဲ့တော့ဥစဉ်တို့လာချိုးနဲ့ပတ်သက်ပြီးပထမဆုံးရင်ထုမနာဖြစ်တာဟုတ်လားပထမဆုံးပေါ့ဗျအိတ်မထိအိတ်လို့မရနေလို့ထိုင်လို့မရဟိုလိုပေါ့နော်ဘယ်လိုဆိုတော့ဘုံပင်တော့ကတွေပူဆွေးနေရပါဘို့ရင်ထဲနှလုံးသားထဲမှာအပူမီးတွေတောက်လောင်ပြီးမှမခံမရနိုင်ဖြစ်တာပေါ့ဗျာနော်အဲ့လိုဖြစ်တော့လေဘာမှလုပ်မရတာကတော့ ရင်ထုမနာခံစားလိုက်ရတော့ PDF တွေတို့ ING အဖွဲ့တွေရောပြီလားနော်အောက်ဆုံးတို့တွေကိုကြည့်လိုက်တယ်အဲ့လိုအစတော့ပြောကြပြန် live show ကြီးပေးရတော့ live show ကြီးပြရတော့ MND ကိုမကျင်းထမှုတွေတို့ရင်ဖွင့်ကြဘူးအာနောက်ကြတော့တို့ပြန်ပြီးမှနှိမ့်တယ်ဟာတရုတ်ကိုထုတ်အပ်လိုက်တယ်တရုတ်ကိုပေးလိုက်တယ်အာတရုတ်ကိုရောင်းစားလိုက်တယ်ဆိုရင်မှပြန်ပြီးမှဒီအထက်မှာဝါဝါရတွေတမဲတို့ဖြန့်နိုင်ပြေးရပါလိုက်မယ်ထင်ပါတယ်ဗျာနော်ပြေးရလိုက်မယ်ထင်ပါတယ်ဥစဉ်တစ်ခုတော့အားလုံးကိုပြောပြနိုင်ပြောပြမှာပြောပြနိုင်တာကတော့ကျွန်တော်ပြောရလို့အားရှိမှ PDF တွေမှမများစွာပြဆက်လိုက်ရပါတယ် အဲ့မှာဦးဇင်းတို့ DNA ရဲ့ AA ရဲ့ KI ရဲ့ PDI ရဲ့အချိန်တိုင်းတော့အဲ့မှာ DNA တို့ခင်ဗျားတို့ AA တို့ KI တို့သူတို့ရဲ့ setting mind တွေကိုလည်းကြည့်ထားပါဘယ်လောက်ဆိုတာ PDI အားကိုးနဲ့မိုက်နေတာဘယ်လောက်ဆိုတာတိတ်ပြီးမှမရှိဘယ်လောက်ဆိုတာ DNA ကိုပြောတာ PDI အားကိုးနဲ့မိုက်တယ်ခင်ဗျာထွေးမြေနိုင်ဆိုတာလည်းမယုံကြောက်ကြည့်လားခင်ဗျာအချင်းချင်းတို့တွေထွေးမြေနိုင်ချင်းနဲ့မြန်မာဒီထွေးမြေရခိုင်တိုင်းနဲ့မှာရထွေးမြေနိုင်လုံးလုံးပြောက်သွားလိုက်မယ်ထွေးမြေနိုင်လုံးလုံးပြောက်သွားလိုက်မယ် အတရားမှုတွေတို့တို့ရခိုင်ချင်းချင်းတွန်းလှန်လာလိုက်တယ်တွန်းလှန်လာလိုက်တယ်ခရိုင်ဆိုတာလဲထုံနီးတူစွာပဲအဲ့တော့ဦးဇင်းတို့ MND ရဲ့မှန်ပါတယ် MND ကိုတရုတ်ကချုပ်ကင်ထားတယ်ဆိုတာမှန်ပါတယ်ညင်းလို့ဘယ်သူမှမရအောင်ဘာဖြစ်လို့တို့တို့ကဒီအကျန်းဖက်တဲ့နီလန်ကိုရွေးမှလဲရွေးမှလဲငင်းကြတဲ့လမ်းကိုတို့တို့ရွေးချယ်မှာပေါ့ တကယ်လို့ဦးဇင်းတို့လာရှုံမြို့ကြီးကိုပြန်တိုက်ရင်လည်းမရနိုင်ဘူးလားတိုက်တိုက်ရရလာပဲကိုယ့်ဘက်ကလည်းပိတ်ဆက်ရပါပဲလည်းတော့မပိတ်တော့ထောင်ချီပိတ်ဆက်ရပါပဲဒါမှလင်းငါးခုလောက်နဲ့တိုက်ရလို့ရှိရင်လည်းအဲရတေပေါက်တွေများပဲဒါမှလည်းခုမပိတ်ဆက်တဲ့တယောက်မှမတည်ရဲနဲ့ရပါလေအဲ့တော့အမေဒီတွေ့လဲကောင်းတယ်တို့လည်းမတည်ရတော့တို့လည်းတို့နေရာတို့ပြန်သွားအောင် MADD အဲ့ဒီ DNA နဲ့ A နဲ့ KIA နဲ့လုံးဝမတူ PDF နဲ့လုံးဝမတူဘူး လုံးဝလုံးဝတို့ကမတူဘူး꿰ပြတယ်။ပြန်တဲ့အဖွဲ၄ဘက်ဒီတို့ပြည်သူပေါ်မှာစက်ကြီးကောက်တယ်ကြမ်းဖက်တယ်။ MND တွေတို့ရဲ့သမိတ်တာအနာပဲ။တို့ရဲ့ထမ်းမှာမိတ်အနာတော့ဘယ်လိုတို့လည်းမတူဘူးဗျာ။တို့ရဲ့ဟာပဲ။အဲ့တော့ဦးဇင်းတို့လာရှိုးမျိုးကြီးကိုတရုတ်ကိုရောင်းစားတာလည်းမဟုတ်ပါဘူးဗျာ။တရုတ်ကိုရောင်းစားတာလည်းမဟုတ်ပါဘူး။လာရှိုးမျိုးကိုပြန်ရအောင်လို့တရုတ်ရဲ့အကူအညီပါတယ်ဆိုရင်တော့ဒါမှန်ပါတယ်။ ါတော့အိန္ဒိအိန္ဒိချင်းနိုင်ငံဆိုတော့အိန္ဒိကောင်းချင်းပြီးတာရမလေမိတ်ဆွေကောင်းပြီးတာရမလေဟုတ်ထိုင်ထိုင်လေဒိုနီတူဆိုရယ်မိတ်ဆွေကောင်းပြီးတာပါပြီးတာပါပဲအိန္ဒိယအမျိုးမျိုးဝါဒဖန်တယ်မိတ်ဆွေကောင်းပြီးတာလေဒါကတော့ဟိုလာတဲ့ကြာအမေရိကန်နံပါတ်9တယ်ဘလို့ဟိုလိုကြာလို့မြန်မာပြည်ကြီးကိုဘလို့လာဘလို့လာတိုက်မှာရခိုင်ပြည်နယ်ကိုဘလို့ဘလို့အဲ့အဲ့အဲ့ယူနေရဝါဒတွေဖြန့်နေကြတာအမေရိကန်ကိုအုပ်ချုပ်နေဂျူပန်နေမှာမဟုတ်တာအခုရှိတယ်အမေရိကန်နိုင်ငံမှာရှိတယ်ဒါပေမဲ့ပြည်ပြခွက်ကောက်တွေတော့မှာအချိန်မလဖြစ်နေတာ အဲ့တို့တို့ဒီအပိုင်းနဲ့ဘာဝါရအမျိုးမျိုးဖြန့်လိုက်ဝါရအမျိုးမျိုးဖြန့်လိုက်ပီဒီအက်ဒီဒီကြာဒီလာပိုင်းနဲ့မှာပီဒီအက်ဒီမရှိမလားခံလိုက်မယ်ပီဒီအက်ဒီကိုအမင်ဒီရတုံးချပါပြီနေထုတ်လိုက်ပြီဒါရှိသွားနေဒါရှိသွားဒီတော့ကိုပီဒီအက်ကိုကတ်မခံတော့ဘူးပြန်နေခေါ်တဲ့ပလောင်ကလည်းတို့တို့အလုံးချလိုက်မယ်ဘယ်လောင်ဒီပီဒီအက်အကူနဲ့မိုက်နေရလားပြန်ရတော့တုံးချနေရကြပြီအေးရလည်းတုံးချနေရကြပြီ ီရက်ဒီလာရှုလို့ပဲဖြစ်မှာပဲမီရက်ဒီလာရှုလို့ပဲဖြစ်သွားမှာမပြောရင်စောင့်ကြည့်ပါဒါဦးစင်းတို့ရဲ့တုံးတက်ချက်ပါမြန်မာနိုင်ငံဒီပြည်ပရဲ့ဩဇာအာဏာကမဟုတ်ဘူးပြည်ပခိုင်းနေမှာလုံနေရတာမဟုတ်ဘူးမယုတ်လဲအောက်ခံလဲမဟုတ်ဘူးအိန္ဒိချင်းနိုင်ငံဖြစ်လို့ကျွန်တော်အိန္ဒိချင်းအကောင်ပီတရရမယ်အဲ့တော့ဒီနေရာမှာကြောက်ကတော့ကာကြောကြီးကိုတစ်ခါမှမချီချူဘူးကာကြောကြီးကိုလည်းဦးစင်းချီချူကြောင်းတစ်ခါမှလည်းမပြောဘူးဒီဦးလုံမှာတော့ကာကြောကြီးဦးစင်းပြောလိုက်တာရှိသေးတာပဲ ီနေရာမှာတော့ကာကြက်ကိုချီကျူးရမှာပဲချီကျူးရမှာပဲနားလည်းချင်မှာဒါပဲတန်တမန်ကြီးရနဲ့သူ့အနေနဲ့အကုန်လုံးရအောင်လုပ်သွားတာအဲ့တော့ဦးဇင်းကဒီနေရာမှာပြောချင်တာ live stream မျိုးကြီးရပါပြီ live stream မျိုးကြီးမှာခုဖိုက်တန်လောင်အင်အားတွေတော်တော်များများဝင်နေတယ်တမလို့ဝိုင်းရလူပြည်သူတွေလည်းဒီကပိုက်နဲ့မှဝင်လိုက်မယ်အဲ့တော့တမလို့သားတွေရောရဲတွေရောအမေဒီနေသွားတယ်နေသွားတဲ့အခါမှာအဲ့မှာပြည်သူတွေစီမှာလန်ဒရာတွေစာကြီးတွေတို့မကောက်ကြဘူးတို့ထိုက်တဲ့နဲ့ရာပဲယူထိုက်တဲ့နဲ့ရာပဲတို့ဟုတ်လား ဲ့တော့ဦးဇင်းတို့တရားမဝင်မဟုတ်ရင်ဘယ်လမ်းကြီးဘယ်တရဘယ်ဟာမှမကောက်ပါနဲ့လို့ဦးဇင်းတို့အနေနဲ့ဒါပြည်သူတွေရဲ့အကူအစားရောနိုင်ငံတော်ရဲ့အကူအစားရောအခုလိုကမြအာဂတိတွေနဲ့စကြေးတွေဟိုဟာတွေလဲဟိုဟာတွေလုတ်တဲ့အတွက်ကြောင့်ဒီမောင်မတ်ဒီရဲ့အာဂတိပဲလိုက်တဲ့အတွက်ကြောင့်မဖြစ်တင်မဲ့နဲ့ဖြစ်မဆုံးချုံးတဲ့မဲ့နဲ့ဆုံးရှုံးရတာတွေအများကြီးပဲဘုံမူကြီးတွေကလည်းစီဝိုင်းတမကြီးတွေဖြစ်လို့ဘုံမူကြီးတွေကလည်းမြေပွဲသားတွေဖြစ်လို့အများကြီးပဲပြူးလွန်လဲထုံလေးတူစွာပဲဘုံမူတွေအများစုကမြေပွဲသားတွေမှလည်းအဲ့လိုပြောရမကြိုက်ဘူးဘိုးကတော်တွေအများစုကမြေပွဲသားတွေများတယ် တခါတလေဦးစင်းတို့ဒီဘက်တချို့မြေတွေနေရလက်ညှိုးထိုးပြလို့ရတာဘရုမြေဒါဘရုနေရဒါဘယ်ကတော်ကလုတ်တယ်လက်ညှိုးထိုးပြလို့ရဦးစင်းတို့ကုန်ရှိပြီလားအဲ့တော့ဒီလိုနိုင်ငံရေးချိန်ကာလကြီးမှာပေါ့နော် CIA မလုံးနဲ့လို့တော့မဆိုလိုပါဘူးဗျာနော်တကယ်စစ်သားစစ်သားပိတာကြပါလို့ပဲပြောချင်ပါတယ်ဗျာနိုင်ငံတော်တစ္ဆာရှိကြပါလို့ပြောချင်တယ်ပဲပောက်ကော်ရဲ့တကယ်ဒီနေရာမှာပဲဒီမချုပ်ပါတယ်ဗျာအလုံးစိတ်ချမ်းသာကိုကြီးကြမှာခြင်းမဲ့နဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်းပြီးတိုက်မြင့်တဲ့လူမျိုးဘာသာနာတို့ကိုစမ်းစမ်းတမန်ဆောင်ရွက်နိုင်ကြပါစေလို့ပောက်ကော်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဗျာ